ကဲနထိုးကြီးရမျိုးလူမျိုးသားများ အားလုံးမင်္ဂလာပါဗျာပေါ့ကိုတော့အခုဆိုလို့ရှိရင်နထိုးကြီးမျိုးရောက်ရှိနေပါလေဗျာနော်ဒါဒီနေ့က24ရက်17လပိုင်း2025ဖြစ်ပါလေဗျာနော်အော်အဓိကပထမဆုံးပြောချင်တာကတော့နထိုးကြီးမျိုးကိုဟုတ်လားနထိုးကြီးမျိုးမှာမလုပ်မဲ့ညာလုပ်မဲ့နထိုးကြီးမျိုးကိုဘယ်လိုဘယ်လိုကွယ်မဲ့ဆိုတော့စိုးအောင်မှာတော့ဘယ်ရောက်နေရလို့တော့မတည်ဘူးဗျာနော် ဟိုဟာမိုက်ခဲလို့ပဲမိုးကုံမှန်ပြေလားဗမန်ပြေမလဲဒါမှမဟုတ်ဒုံးစာမှန်မိသွားရလားလက်နေကြီးစာမှန်မိသွားရလားမပြောတတ်ဘူးပေါ့ဗျာနော်အဲ့တော့နထိုးကြီးမှာအကျန်းဖက်အားပေးတဲ့သူတွေအကျန်းဖက်ဝိုင်းရံတဲ့သူတွေအကျန်းဖက်ကို ထောက်ခံခဲ့တဲ့ပြည်သူတွေကိုမဖိတ်ခေါ်ပဲမဖိတ်ခေါ်တော့လည်းပဲလာပါလို့လည်းမပြောဘူးမလာတဲ့လူလည်းမပြောဘူးပေါ့ဗျာနော်အဲ့တော့ဒီအကျန်းဖက်ဒဏ်ကြောင့်သူတို့ကိုမထောက်ခံလို့သူတို့ကိုမဝိုင်းရံလို့ ဒါအန်ဒီရဲ့ပြီးဒလန်ဆိုပြီးမှရဲဆက်ဆက်အတက်ခံရတဲ့နောက်ပြီးရှောင်းတိန်တို့ရတဲ့မိသားစုစစ်ရှောင်းနေအကုန်လုံးပေါ့ဗျာနှထိုးကြီးမှငင်းချမ်းမှုအေးချမ်းမှုလိုလားတဲ့နှထိုးကြီးပြည်သူပြည်သားများအားလုံးကိုတော့ဒါနှထိုးကြီးမျိုးဟာတက်မတော်ဟာတရားကိုင်တော့အုပ်ချုပ်ထားတာဖြစ်ပါလေဗျာနော်အဲကြောင့်နှထိုးကြီးမှာကိုမျိုးကိုရီတာကိုပြန်လာပါတော့လို့ပေါ့ကိုတော်ကတော့ဒါဖိတ်ခေါ်ပါလေဗျာအားလုံးဖိတ်ခေါ်ပါနော်အဲ့တော့ ကိုမျိုးကိုရီတာတာယာအေးချမ်းမို့အတွက်ကိုကိုမျိုးလူမျိုးသားတွေတမတော်တွေစီလုံးမှာတာလင်မျိုးဟာတာယာမှာအေးချမ်းမှာဖြစ်ပါတယ်ဗျာနော်အဲ့တော့တမတော်ရဲ့အရေးအောက်ကဘလောက်အေးချမ်းတယ်လဲတာယာတယ်လဲဆိုတာကိုလည်းခင်ဗျားတို့တွေအခုတို့ချိုးရှောင်ပြေးတဲ့သူအားလုံးဒီတမတော်ရဲ့အရေးအာဝါတအောင်ပါပဲခိုးလုံးနေရတာဖြစ်ပါတယ်ဗျာနော် အကျန်းဖက်တီရဲ့အရေးဝါအာတော်မှာနေရတာကဘလောက်ပူလောင်နေလဲဆိုတာလဲနေဘူးတဲ့ဒူရီတာအတိဆုံးဖြစ်ပါတယ်ဗျာနော်နေဘူးတဲ့ဒူရီတာအတိဆုံးဖြစ်ပါတယ်ဒီချိန်ကတမတော်ကိုရဲဆက်ဆက်ပြောခဲ့တဲ့ဒူရီဟောလားတော်တော်ကြီးပြောခဲ့ခုလက်တမတော်ဂျေစုတရားကိုတချို့လဲတော်တော်ကြီးနားလဲတာပါဗျာနော်ဦးစင်းတို့ကဒီတမတော်ကိုပြည်သူနဲ့တမတော်တမတော်နဲ့ပြည်သူအခုမှလူတွေကဝါရမိုင်းတိုက်တာဟုတ်ပါဗျာနော်ဒီနိုင်ငံရေးသမားတွေနိုင်ငံရေးသမားတို့တော့ပြောရမှာနော် သူတို့တွေငကိုကလေးကတက်မလို့နဲ့ပြည်သူကိုသူတို့တွေကဝါရမိုက်မုံတီအောင်လို့ပဲသူတို့တွေကရန်တိုက်နေချင်းဖြစ်ပါလေဗျာနော်အဲ့တော့ပြည်သူတွေဒီချိန်မှာဆိုရင်တက်မလို့ရဲ့ကျေစုတရားကိုတိလောက်ပြီးနားလည်လောက်ပြီးလို့ဦးစင်းတို့ကတော့ဒါတုံးတက် ချင်ပါလေဗျာနော်အဲ့တော့ဖေးအရင်ဆိုတာကတော့ကိုသားတမီးကိုစူရင်စူမယ်ငေါ့ချင်ငေါ့မယ်ရိုက်လိုက်ရင်တော့မှကရုဏာနဲ့မေတ္တာတရားနဲ့ပါပဲဗျာနော်ပထွေးဆိုတာကတော့အစကတော့ကောင်းပြလိုက်ပြီဗျာနော် အစကတော့ကောင်းတယ်မသူလုတ်ပိုင်ခွင့်နေရည်လုတ်ပိုင်ခွင့်နေရှိပြီဆိုတော့ပထွေးကပထွေးတိုင်းမဲ့ဇာတိကပေါ်လာတာပါဗျာနော်အဲ့တော့နတို့ရေးမြို့နယ်မှာရှိတဲ့သူအားလုံးကနော်ဘယ်ဟာပထွေးအရင်လဲဘယ်ဟာကဖေးအရင်လဲဘယ်ဟာကတာတမီပေါ်မှာတကယ်မေတ္တာစေပေးနိုင်လားပထွေးရပေးနိုင်လားဆိုတာကိုကွယ်ကွယ်ပြားပြားသိဖို့လိုအပ်ပြီးတော့ကြောင်းပေါက်ကိုတော်ကအနေနဲ့ထိုးကြီးဟုတ်လားမြို့ဝကျူဇော်ဝါကြီးဆိုတဲ့ဆိုင်မော်ကနေနထိုးကြီးမြို့သူမြို့သားများအားလုံးပြောကြပါတယ်ဗျအားလုံးတော်ပါပဲဗျာ ကဲနှစ်ထိုးမျိုးလူမျိုးသားများအားလုံးမင်္ဂလာပါဗျာကောင်းတော်ညနေကျမ်းပါဗျာအခုဆိုရင်ဥစဉ်အားရှင်မေနာထွေးဦးဖရာဟိုလာဖူးနေတဲ့ထိုးယူရောက်ရှိနေပါလေဗျာနော်အဲ့တော့အနေနဲ့ရရမှာရောက်ရှိနေတဲ့ငြိမ်းချမ်းမှုကိုလိုလားတယ်အေးချမ်းမှုကိုလိုလားတယ်ကိုစာဒီကိုရရပါကိုမျိုးမှာနေတဲ့ပြည်သူတွေပေါ့ဗျာနော်ပြည်သူတွေကိုပြောတာပေါ့ဗျာနော်အကျန်းဖက်အားပေးတဲ့အကျန်းဖက်နဲ့လိုတူလိုပါတွေတော့ဥစဉ်အား မဖိတ်ခေါ်ပါဘူးเนาะမဖိတ်ခေါ်ပါဘူးလာပါတော့လည်းမပြောပါဘူးမလာနဲ့လို့လည်းမပြောပါဘူးဘာဖြစ်လဲဆိုတော့ကျုံမျိုးမဟုတ်ဘူးလေဗျာကျုံနေရမဟုတ်ဘူးเนาะအဲ့တော့ဒီနှထိုးမျိုးသူမျိုးသားမှာအေးချမ်းချမ်းနဲ့အစောကြီးကစစ်ဆောင်သွားတဲ့ပြည်သူတွေအခုနှထိုးကြီးမျိုးပတ်ပတ်လည်မှာ၄မိုင်၅မိုင်ကအကွာပတ်ပတ်လည်မှာတမတော်ဒီဒါတရားခိုင်နှုံးညီပါလို့ပြောလို့ရပါတယ်ဗျအုတ်ချုပ်ထားခြင်းဖြစ်ပါတယ်เนาะအဲ့တော့တမတော်ရဲ့အရေးအောက်မှာနေရတာပူလောင်နလားအေးချမ်းနလားဆိုတာကတော့ မားတို့အခုရောက်ရှိနေတဲ့နေရာငင်းချမ်းမှုကိုလိုလားတဲ့အေးချမ်းမှုကိုလိုလားတဲ့ခမားတို့အခုရောက်ရှိနေတဲ့နေရာတွေကတမတော်ရဲ့အရေးအောက်မှာရောက်ရှိနေရဲဆိုတာလေဥစဉ်တည်ပါတယ်ဗျာနော်အဲ့တော့တမတော်ရဲ့အရေးအောက်မှာရမ်းမဲ့အေးချမ်းပါတယ်နော်ပြီးတော့ကောင်းပြအောင်လည်းအိတ်လို့ရပါတယ်အခုနှစ်ထိုးကြီးမှလည်းတမတော်ဒီအကုန်လုံးအုပ်ချုပ်ပြီးတဲ့ဖြစ်တာဖြစ်တဲ့အတွက်ကြောင့် တမန်တော်ရဲ့အရေးအဝါသအောက်မှာအေးချမ်းမှုငြိမ်းချမ်းမှုကိုလိုလားတဲ့နေကျင်တယ်ဆိုလို့ရှိရင်တထိုးမြို့သူမြို့သားတွေပြန်လာလို့ရပါပြီဗျာနော်ပြန်လာလို့ရပါပြီဒါရန်ကုန်နထိုးကြီးကားတွေကတော့ဒါဆွဲနေပါပြီဗျာနော်ပြည်သူများအားလုံးဒါဦးစင်ရတမန်တော်ရဲ့ကိုစားဒီမှာဆိုလို့ရှိရင်တမန်တော်ရဲ့ရောဌာနဆိုင်ရာဝန်ထမ်းရောစေုံအုပ်တွေအကုန်လုံးအကုန်လုံးရောက်ရှိနေပါပြီဗျာနော်အဲ့တော့ကိုရွာကိုမြို့နယ်ကို ကိုနထိုးကြီးမြို့ကြီးကို ြန်လာပါပြန်လာခဲ့တော့လူရဲ့ပေါက်ကိုတော့တော့ဖိတ်ခေါ်ပါလေဗျာနော်ဖိတ်ခေါ်ပါတယ်ဘာလို့လဲဆိုတော့လူတိုင်းလူတိုင်းကကိုယ်မျိုးနဲ့ကိုယ်ဟာကိုယ်ဇာတိကိုပဲကိုယ်နေရင်ရတာပဲမဖြစ်လို့ဒါခင်ဗျားတို့နေနေရတာအိမ်လာကတွေကလည်းဈေးကြီးတယ်နော်အိမ်လာကတွေလည်းစားစရိတ်တွေကလည်းဈေးကြီးတယ်နော်တချို့ဆိုလို့ရှိရင်အိမ်လာကမကားနိုင်လို့ဖုန်းเจ้าမှနေရတာတွေရှိတယ်ဖုန်းเจ้าမှအဆင်မပြေနေဖုန်းကြီးနေရတဲ့အခက်ခဲတွေရင်ဆိုင်နေရတာတွေလည်းအများကြီးရှိပါတယ်နော် ဲ့တော့နထိုးကြီးကိုပြန်လာလို့ရပါပြီပေါက်ကိုတော်တော်မှနထိုးကြီးရောက်ရှိနေပြီဆိုလို့ရှိရင်တော့အခြားကတော့ဘာမှကိုပြောစရာမလိုတော့ဘူးဆိုတော့လေတည်စေချင်ပါတယ်ဗျာနော်ကဲအားလုံးနထိုးကြီးမျိုးတို့မျိုးသားများအားလုံးစိတ်ချမ်းသာကိုကြီးကြမှာခြင်းများနဲ့ပြည့်စုံပြီးအန်ဒီရဲ့ကင်းလို့ဖေးရှင်ပြီးတမတော်ရဲ့ခြေစူးတရားကိုအများဆုံးတည်ရှိ၍ဖေးရင်နဲ့ပထွေးကိုလည်းကွဲကွဲပြားပြားတည်နိုင်ကြပါစေဗျာအားလုံးတာပါပဲဗျာ